ချန်ပီယံလိစီးဖိုင်နဲ့ပထမကြောအာဆင်နယ်နဲ့ PSG အသင်းပွဲစဉ်ကိုဒိုက်ရိုက်လိုက်မှာကျွန်တော်တို့ညီကိုမောင်နှမနဲ့ပြောဖြစ်တဲ့စကားတစ်ခုရှိတယ်။ဒီပွဲစဉ်မှာပါတီပိုင်ဘလောက်ကောင်းလိုက်မလဲကွာဆိုပြီးကျွန်တော်တို့တတိယပြောဖြစ်တယ်။ကဲပါတီကြောင့်ကျွန်တော်တို့ပြောလိုက်အောင်တော်မပါတီဆိုတာလက်ရှိချိန်မှာအာဆင်နယ်ဖန်အယောက်တရာမှာ66ယောက်လောက်က အသင်းကတက်တန်းတိုးဝစီဆိုပြီးဝိုင်းပြီးတော့စေတနာမြစ်တာရင်နဲ့မြစ်တာပို့ပြီးကြတဲ့ကစားသမားတူအသင်းအတွက်ဒီရသည်မှာ58ဘွဲကစားထားတယ်သူအသင်းအတွက်ဒီရသည်မှာလွဲချော်ထားတာကျွန်တော်မှတ်မှတ်တာမမအောင်ဆိုတဲ့ဘွဲလောက်ပဲရှိမယ်အဲ့တော့ပါတီးပါပြီးအသင်းရလက်မကောင်းတာလေဆရာသမားအိုက်တာရဲ့ right position မှာဆင်းစော့ခိုင်းတဲ့ပွဲတစ်ချို့ပဲရှိမယ်ကျန်တဲ့ဘက်မှာပါတီးကွင်းနဲ့ဒီရရိုးမှာပါလာပြီဆိုရင်ပြိုင်ဘက်ကိုလုံးဝရှတ်ဒေါင်းချပြီးသား real လို့အသင်းမျိုးကိုကွင်းလေပိုင်းအစားကျွန်တော် totally dominate လုပ်သွားခဲ့တယ် PSG အသင်းရဲ့ကွင်းလေဒီကျွန်တော်တို့ထပ်ပိုကောင်းတာမှန်တယ်ဒါပေမဲ့ပါတီးပါလာရင်တော့အဲ့လောက်ကြီးတော့ခွာခြားတော့မှာမဟုတ်အခုကျွန်တော်တို့တစ်ဖက်ကဂျောင်းနီဘတ်တို့ရဲ့ဒီကွင်းလေကိုကျွန်တော်တို့ရှင်ပြီးဖြုတ်ခဲ့ရတဲ့ကွင်းလေကမီခင်းမိန်တို့ဒီကလန်ရိုက်မာတင်အိုရီဂက်အိုရီဂက်ဒီခြေစွမ်းအခုတဒန်းနေတယ်ဒါတပိုင်း Rice ဒီနှစ်ယောက်စာယုံနေရတယ် Rice ကတော့ခြေမှန်ပြီးသားအသင်းအတွက်ထမ်းတင်ပေးတဲ့ player တကယ်ကိုမှကပရင်စိတ်အပြည့်အဝရှိတဲ့ player မျိုးအနာဂတ်အင်္ဂလန်သင်းရဲ့ကပရင်လောင်းအဲ့တော့ပါတင်းနဲ့မှာဝင်ပြီးဆော့တာကမီခင်းမိန်တို့အဲ့ဒါပဲကျွန်တော်တို့ကတခုချင်းစီပြန်ပြီးတော့ quality ညော်သွားခဲ့တာအရှိမကျွန်တော်တို့ trosset ကိုတုံးလာတယ်ဘာကြောင့်လဲမီခင်းမိန်တို့ကိုကွင်းလယ်မှာတုံးလိုက်ရတဲ့အတွက်ဘာကြောင့်အရှိမအရန်ကောင်းနေတဲ့မီခင်းမိန်တို့ကိုကွင်းလယ်မှာတုံးလိုက်ရတယ်ပါတင်းမရှိတဲ့အတွက်အဲ့ဒါပါတင်းမပါခြင်းရဲ့တခုချင်းစီရဲ့ဆုံးရှုံးမှုဆိုလိုချင်တာကဇုံနှစ်နေရာလောက်ကျွန်တော်တို့အားရွာရတယ် အရှိမမီခင်းမိန်တို့နေရာမှာဝင်ဆော့တဲ့ short set ဒီအဆင်မပြေခဲ့ဘူးအဲ့ဒါတနည်းအားပုတ်သွားတယ်နောက်ထပ်တနည်းအားကပါတီနေရာမှာဝင်ပြီးတော့ကွင်းလယ်ပိုင်းဝင်ဆော့ပြီးခဲ့တဲ့မီခင်းမိန်တို့တနည်းအားပုတ်သွားခဲ့တယ်အဲ့မှာနှစ်နေရာပြီးတော့မာတင်အိုဒီဂက်ကပါခြေသွမ်းတန်းတန်းကျသွားတော့သုံးနေရာပုတ်သွားခဲ့တယ်ပြီးပြီးကွင်းလယ်ရလုံးကဟောင်းလောင်းကြီးပွဲစမိနစ်20လောက်ကျွန်တော်အသင်းဘာကြောင့်ရုန်းကန်အဲ့ဒီသုံးနေရာပုတ်နေခဲ့တဲ့အတွက် အဲ့ဆိုတော့တောမပါတီမပါနိုင်တာဒီအရန်ကုန်မှာကွာချက်ကြီးမားသွားခဲ့တယ်ဒီရသည်58ပွဲဗျာသူလွဲချော်လဲကျွန်တော်မှတ်တာမှမိုင်တပွဲလောက်ပဲရှိမယ်ဒီဘဲပါလာပြီဆိုရင်အသင်းရဲ့ကိုင်းလည်းလုံးဝ strong ဖြစ်သွားတယ်ကျွန်တော်တို့ဘာကြောင့် PSG တင်ပထမကြော့မှာဆိုလိုချင်တာဗျာဒီအုပ်စုစစ်မှာနိုင်ခဲ့လေရှေ့တန်းမှာ finishing လောက်တာကောင်းတဲ့ဒီအမြင်မိုးတွေလူတာ ကောင်းတဲ့ Harvard ပါလာခဲ့တယ်ကိုင်းလည်းမှာပါတီပါလာခဲ့တယ်အဲ့ဒီတော့အခုအဲ့ကစားသမားတွေ မပါတဲ့အခါမှာတော့တဖက်ကပိုပြီးတော့ယုံကြည်မှုရောင်ခြေစွမ်းရောင်ထက်နေခဲ့တဲ့ PSG ကတကိုးလေးနဲ့ကပ်ပြီးအနိုင်သွားတယ်သူတို့ထက်ပြီးရနိုင်တဲ့ဂိုးတွေရှိပါတယ်ဒါပေမဲ့တကယ် reality ပွဲပြီးတဲ့အခါမှာတော့တကိုးပဲဆိုတော့ပါတီကိုကျွန်တော်တို့ဆုံးရှုံးလိုက်တာကတနေရာလေးလို့ထင်မယ်အခြားနေရာတွေမှာ side effect ဖြစ်သွားတယ်နံပါတ်၁ချက်ပါတီပါလာပြီဆိုရင်အသင်းရဲ့ခက်စစ်တိုက်စစ်ကလုံးဝမျှသွားတယ်ပါတီသည် dear role player ဆိုပေမဲ့သူ့ရဲ့ဒုတိယ duty ကအဲ့ဒီ penalty area ထိတ်ကနေဘောလုံးတွေလိုက်ဖြန့်ပေးတယ် အဝေးကစ်တွေကောင်းတယ်တောင်ပန်တွေပါပါဘောလုံးပေးပို့မှုတွေကောင်းတယ်သူကြီးလိုက်လို့ရှိရင်ခြေတော်ကြီးကလေးလေးကြီးနဲ့ဘောလုံးပေးပို့မှုနှေးမဲ့ထိရိုက်မဲ့သူ့ဆီကထွက်လာတဲ့ဘောလုံးတွေကကို့အသင်းပေါ်စီတိုင်းရောက်တယ်တကယ်လဲဒီဘောလုံးတွေဝိုက်ပြီးပေးတဲ့ပိုင်းတွေပြီးတော့ aggressive ဖြစ်တဲ့ဘောတွေ through ball ခိတဲ့ပိုင်းတွေပါတီကတော်တော်လေးကိုမှကောင်းတာပြီးတော့ဒီကျွန်တော်တို့ဂျူရယ်ဒီမှာဘောလုံးရှင်လူတဲ့အပိုင်းဒီမှာလေတဖက်ကစားသမောက်လုံးဝ shutdown ချပြီးတော့မထင်မထားတဲ့ different side တွေလှည့်ထွက်တာပါတီကအရန်ကောင်းတယ် အဲ့လိုအရန်ကောင်းတဲ့ပါတီမပါနိုင်တဲ့ခါမှာသူ့ညံမှာဝင်ဆော့ပါလေဆိုတဲ့ rice ပဲဖြစ်ဖြစ် main လိုပဲဖြစ်ဖြစ်အဆင်ပြေမှာမဟုတ်ဘူး rice ဒီလက်အတက်ကင်မဖီမှာတောက်လျှောက်ဆော့နေခဲ့ရတဲ့ player တယောက် main လိုဒီအထောင်တိုက်စစ်နေရာမှာပျော်မွေ့နေတဲ့တယောက်အဲ့လိုနှစ်ယောက်စလုံးကိုကွင်းလေပိုင်းပြန်ပြီးဆွဲချတဲ့ခါမှာတော့ကျွန်တော်တို့လူချင်းတဲ့ party quality မမီတာကထူးဆန်းတဲ့အရာတော့မဟုတ်ဘူးအဲ့တော့ပါတီရဲ့အဝါကက်ဒီတော်တော်ကြီးကိုမှတက်ရောက်မှုကြီးမာသွားခဲ့တယ်။အခုတော့အာဆီနယ်ဖန်တွေတော်တော်များတော့ ဒုတိယကြော့တွေ့မယ်ငါတို့ကပါတီပြန်ပါလာပြီလို့ပြောတယ်အဲအဲ့ချက်တခုတော့အားသာချက်ရှိသွားတယ်ကျွန်တော်တို့စိတ်ထဲမှာပါတီပြန်ပါလာပြီဒုတိယကြော့မှာကျွန်တော်တို့လုံခြုံမှုရှိတယ်လို့ခံစားသွားရတယ်ပို့ပြီးအသင်းတော်လည်း strong ဖြစ်မယ်တဲ့နောက်ဒုတိယအချက်အာဆင်နယ်ရဲ့အင်ကွင်းနဲ့ဆိုင်အဝေးကူးမှာပို့ပြီးတော့သတိကြီးကြီးထားဆော့တယ်အင်ကွင်းမှာဒါအဲ့ဘယ်ဒီကပေါတီပေါ်ဆာဆော့တာကိုယ့်အင်ကွင်းမှာဗာကြဆိုပြီးတော့အဝေးကူးရောက်ရင်ကျွန်တော်ကအာဆင်နယ်ကိုပို့ပြီးသဘောကျတယ်တတိယအချက်ကျွန်တော်ရှုံးခဲ့တဲ့တကူးဒီ ကမ်ပတ်ပြန်မလာနိုင်စရာအကြောင်းမရှိဘူး။တမိုင်းအစင်စက်ရပြအရင်တော့ data ချက်လက်တွေကအာဆီယံဒီ CE ဖိုင်တွေမှာကမ်ပတ်ပြန်မလာနိုင်ခဲ့ဘူး။ဒါအမှန်နဲ့ဒါပေမဲ့အဲ့လိုစဉ်းကျင်တွေကဒီအချိန်မှာချိုးဖြတ်လို့အကောင်းဆုံးပဲ။ဒါကကျွန်တော်ကအကောင်းမြင်ပေးတာမဟုတ်ဘူးနော်။အတင်းအတွက်ဖြစ်လာနိုင်ခြေတွေပြောတာ။နံပါတ်၄ချက်အတင်းမှာမာတင်အိုဒီဂတ်တယောက်လက်ရှိအချိန်မှာသူ့ကိုယ်သူအပြစ်ရှိသူခံစားနေရမှာပဲ။ကျွန်တော်တို့တော့မြင်နေဆိုရင်ဗျာသူတို့လည်းသိမှာပဲ အဲ့တော့မာတင်အိုရီဂက်အနေနဲ့ပါတီပြန်ပါလာတဲ့အခါမှာရှေ့မှာပိုပြီးကောင်းလာနိုင်မယ်ထင်တယ်။အခုဆရာသမားမာတင်အိုရီဂက်ကပါတီမပါတဲ့နဲ့ပွဲမှာဆိုသူ့ရဲ့ခြေစံပိုပြီးတည်တာ။အရင်တော့မာတင်အိုရီဂက်ညံ့ပါတယ်။ဒန်ယားနေပြန်လာပြီးတဲ့ညံ့တဲ့ပွဲကြီးရှိတယ်။ဒါပေမဲ့ဒီကလန်ရိုက်နဲ့ပါတီနှစ်ယောက်စလုံးအဲ့ညံ့မှာဝင်ပြီးဖြည့်ဆော့ပြီးတဲ့အခါမှာတော့အရင်မတည်တာခဲ့တာ။အသင်းကလည်းနိုင်ဖို့တချို့ရားခဲ့တာပေါ့လေ။အဲ့တော့ပါတီသာပြန်ပါလာမယ်ဆိုရင်တော့ခြေစွမ်းကြနေတဲ့မာတင်အိုရီဂက်ကိုအတိုင်းတာတစ်ခုထိတော့ပေါ်ပါသွားစီမယ်။ အရှိကိုပို့ပြီးတက်သွားစီမယ်ပြီးတော့အရှိမှာဂိုးလက်လက်ရှိတဲ့ဒီကလန်ရိုက်ကိုလည်းပို့ပြီးအရှိကိုပို့ပေးနိုင်မယ်ဒါကပါတီပြန်ပါလာတဲ့အခါအဲ့တော့လာမယ့်ဒုတိယအကြောတော့ကြည့်လို့ကောင်းပြီကျွန်တော်ကတော့ပါတီပြန်ပါလာတဲ့အာဆီနယ်အသင်းပြင်သစ်မြေမှာသွားကန်တော့ကျွန်တော်မဆောက်နိုင်တော့ဘရိုဘလို့ရလဲပဲထွက်ထွက်ဘိုလီဝတ်တက်တည်ဖြစ်စီမတက်တည်ဖြစ်စီကျွန်တော်ကတော့အိတ်ပွဲမိနစ်90လုံးကိုအသက်ရှူဖို့မေ့တဲ့အထိကိုကြည့်ဖြစ်မှာညအဝယ်မှာလည်းအာဆီနယ်ကြိုးစားတယ် ခင်းလိုက်တဲ့အလုံးတွေအလုံးတွေဆိုပါဗျာ1 by 1တွေ့တဲ့ chance တွေ chance တွေဆိုတာဒိုနာရူမာကောင်းတာမှန်ပါတယ်ဒါပေမဲ့ဒီလိုကိုသမားကိုကြော်ပြီးမသွေးနိုင်ခဲ့တဲ့ကို player တွေကိုဘာလို့များကျွန်တော်တန်ဆုံးစင်ဆက်တွဲနေဦးမှာအသိမှဆက်ထားမှာဆက်ထားဒါပေမဲ့အဲ့ Trosset တို့ Martin Lee တို့ထက်ကောင်းတဲ့ player တွေတော့ဖြည့်ဖို့လိုပြီတခုဆိုငါတို့ကဟာဒီဘဲတွေကိုမသွင်းလုံးပြန်ပြီကွာဒီလိုပွဲယူမှာအဲ့လိုညီးတွားနေမဲ့ဆာမှာအဲ့နေရာမှာပို့ပြီးကောင်းတဲ့ quality ကြီးဖြည့်ဖို့လိုအပ်နေပြီ ဒါကျွန်တော်အာဆင်နယ်ပတ်သက်ပြီးပြောပြတာအဲ့တော့တောမတ်ပါတီအနေနဲ့အာဆင်နယ်မှာစပီး100သီလောက်200သီလောက်ဆက်ရှိစေချင်တယ်ဆိုတာကဒီရာတွေလာမယ့်ရာသီမှာဆူဗီမန်ဒီကချက်ချင်းအသားကြမှာမကြလာမပြောတတ်သေးဘူးပါတီကတော့အသင်းမှာစပီးရှိနေတဲ့နဲ့ဘာကြောင့်ကိုင်းနယ်မှာပါတီလောက်ကောင်းတဲ့ defensive vision ကောင်းတဲ့ player လက်ရှိအချိန်မှာမရှိသေးတဲ့အတွက် rice ကိုအဲ့နယ်မှာဆင်းဆော့လို့မရဘူးလားဆိုတော့ရတော့ရတယ်ဒါပေမဲ့ right သည် အာဆီနိုရောက်လာပြီးတဲ့ကအဲ့ဒီလက်အတက်ကမဖီဟက်စပီဒီမှာအိုက်တာထရိနာတာဖြစ်တဲ့အတွက်ဒီနေရာသူနဲ့ဆိုနည်းပြန်စိမ့်နေတယ်အဲ့တော့ပါတီကိုတော့ကျွန်တော်အဲဆုံး100ဒီ200ဒီလောက်တော့အသေးမှာဆက်ပြီးလိုအပ်တယ်ဇူယီမနီနဲ့တွဲခေါ်ရင်းနဲ့ဗောလေအဲ့တော့ပါတီနေတဲ့ဒီယာဒီမှာအာဆီနိုတင်းအတွက်၄ဂိုးသွင်းပြီးနှလုံးဖိုင်တာတယ်အဝါကက်ခုနှစ်ကက်ထိထားတယ်သုံးကက်ကတော့ချန်ပီယံလိမှာတကယ်လို့တမျိုးမှုကောင်းတဲ့အဝါကက်ပြကျွန်တော်တို့နဲ့ထပ်တူပါပဲဒီကလန်ရိုက်ဆိုသွားဆူတာဘာဖြစ်လို့များ စီဘယ်တို့သွားပြီးတုံ့ပြန်လိုက်တာပဲဗောလေဟိုဘဲတွေကပြုတ်နေပြီအဲ့ပြုတ်နေတဲ့လူတွေကိုသွားပြီးတုံ့ပြန်လိုက်တာကိုမှားသွားတာဆိုလိုချင်တာကပါတီနေနဲ့အဲ့ဒီကိစ္စကိုလစ်လူရှုလိုက်လို့ရရဆိုပေမဲ့သူ့စိတ်ကိုသူမထိနိုင်လို့တုံ့ပြန်လိုက်တဲ့အခါအဝါအထိပါအဲ့ဒီအဝါကတ်ဒီ PG နဲ့တွေ့မဲ့ပထမအကြော့ပွဲကိုလွဲချော်ပြီးဆိုတာကို Rice သွားဆူတာအတကုံပဲအိုင်ဒါလည်းပြောထားမှာပဲမင်းတို့ဒီပွဲစဉ်မှာအဝါထိလို့မရတဲ့ player ၄ယောက်ရှိရနော်မင်းတို့တက်နိုင်ကြမှာတော့မထိအောင်ဆော့ လုံးဝမထီအောင်တော့ရှောင်ပြီးလို့ပြောတာမဟုတ်ဘူးမထီလေကောင်းလေပဲဘာကြောင့်ဆိုတော့မင်းတို့လေးယောက်စလုံးကိုစီးဖိုင်နဲ့ပထမကြော့မှာအသင်းအတွက်အလိုရှိသေးလို့ဆိုပြီးသူကပြောသွားတယ်အဲ့ဆိုတော့ပါတီမပါနိုင်ခဲ့တဲ့ပထမကြော့တော့ကျွန်တော်တို့ဒီဖြစ်ချင်တိုင်းဖြစ်သွားတယ်ကန်ကောင်းလို့တကိုးတဲ့နဲ့ရှုံးတဲ့လူပဲပြောရမယ်အသင်းကဂိုးရတာမရတာတပိုင်းတာဗျာကျွန်တော်တို့ဒီထက်မပြတ်သားသွားတာကကျွန်တော်တို့အတွက်မျောလင်းချက်တွေအများကြီးရှိသေးတယ်။ပါတီပြန်ပါလာမဲ့ဒုတိယအကြော့ကအဝေးကွင်းဖြစ်နေမယ်လေကျွန်တော်တို့ပို့ပြီးတော့စိတ်ထဲမှာလုံခြုံမှုရှိနေလို့ခံစားရတယ်။ နိုင်နိုင်နေဆိုတဲ့ feeling မျိုးခံပတ်ပြန်လာနေတဲ့ဆိုတဲ့ feeling မျိုးရှိတယ်။အထူးသဖြင့်အာဆင်နယ်မနီယာညာကပွဲစဉ်မှာညံ့ခဲ့လာဆိုတော့ပထမပိုင်းမိနစ်အချို့မှာညံ့ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကကစားချသည်ဖြစ်စေမချသည်ဖြစ်စေဒုတိယပိုင်းမှာတော့ကျွန်တော်တို့အာဆင်နယ်တွေကပုံမကောင်းမွန်တဲ့ပုံစံမျိုးနဲ့တစ်ဖက်သင်းကိုဖိအားပေးနိုင်ခဲ့တယ်။လိုချင်တဲ့ဂိုးတွေတော့မရခဲ့ဘူးပေါ့လေ။အဲ့တော့ဘယ်လိုပဲပြောပြောပါအာဆင်နယ်ဒီထက်နှစ်ဆလောက်ကြိုးစားပြီးတော့ပြင်သစ်မြေရနေပြီးတော့ final လက်မှတ်ဖြစ်ပြီးပြန်လာနိုင်မလို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားပါတယ်။ အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ကြီးပေါင်းပြီးတဲ့ show လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ရကို6ခွန်1ခွန်6 6 3 9 3ရဆက်သွယ်လို့ရလို့နောက်ထပ် Viber ဖုန်းနံပါတ်ဖြစ်တဲ့3996 3996 63ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်အိုက်ဖက်ခွန်ရှိကို sport internet 9လုံးမိတူကိုကစားလို့ရနေပါတယ်ခင်ဗျာ